မင်္ဂလာပါရှင်ဒီနေ့ကတော့ how do you recite table in excel excel ထဲမှာ table တွေကို site ဘလို့ပြင်ပြင်မလဲဒါလေးကိုမျှဝေပေးသားမှာပဲဖြစ်ပါတယ်အတော့အရင်ဆုံးမိမိရဲ့ data ကို table တိစပေးရမှာပဲဖြစ်ပါတယ် table တိစပေးသားပြီဆိုလို့ရှိရင်ကျွန်တော် table ထဲမှာဒီမှာ recite table တွေရှိတယ်ကျတော့ table တွေထက်တော်ချင်တဲ့အခါမှာနောက်ဆုံးမှ data ချပြီးတော့ကနေပြီးတော့တက်တစ်ချက်ခေါက်ပေးပါဒါဆိုရင် data ထက်တော်ပါတယ်နော် တက်လေးတစ်ချက်ပခောက်လိုက်ပါเนาะနောက်ဆုံးမှာ data ချတက်တစ်ချက်ခောက်ဒါဆိုဒီမှာထပ်တော်လို့ရပြီ data ရေချယ်တော့ဒီမှာကိုကြိုက်တဲ့ date တွေစာရေးရိုက်လို့ရပြီเนาะ အဲ့တော့နောက်ရက်မှာတော့ကျွန်တော်ကဘာလေးထက်ပြီးတော့မျှဝေပေးသားမလဲဆိုလို့ရှိရင်ကျွန်တော်ကဒီလိုမျိုး laptop လို့ရေးလိုက်တာနဲ့အဲ့ဒီ ID ကိုကျွန်တော်ကတန်းကြအောင်အဖြေထုတ်ပြရမှာဖြစ်ပါတယ်ဒါကတော့ကိုယ့်ကိုယ်ကျွန်တော်ကရိုက်ထည့်မယ်ဆိုလို့ရှိရင်အချိန်ကျန်ကြတယ်ပေါ့နော် ဟိုမှာဒီမှာ eco microwave ဆိုလို့ရှိရင် ECO ဒီလိုမျိုးပေါ့နော်ဘန်ဘူးဆိုရင် BAM ပြီးရင်သူ့ရဲ့နောက်ကစီးရဲ့နံပါတ်နဲ့ကောက်နံပါတ်တွေဖန်တီးတာကိုနောက်ရက်သင်ခန်းစာမှာမျှဝေပေးသွားပါမယ်ရှင်ဒီနေ့ကတော့ reset တွေပဲအကြောင်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးတစ်ခွက်ရှင်းစီတိုးချင်တယ်ဆိုရင်တက်ကိုခောက်ပါနောက်တစ်ခါဒီမှာ reset တွေပဲနှိပ်လိုက်မယ်ဆိုလို့ရှိရင်နော်ဒီချိန်မှာကျွန်တော်ကဘလောက်ရှိလဲဆိုလို့ရှိရင် A1 ကနေပြီးတော့ H23D ရှိမယ် အဲ့တော့23ထက်ကိုရှယ်တော့ဘယ်လောက်ကြီးလိုချင်တာလဲဆက်လက်ပြန်မှတ်လဲရရဒါမှမဟုတ်ဒီမှာ23ဆိုအားလေးကိုဖြတ်လိုက်ပြီးတော့50ကိုရေးလိုက်မယ်ဒါဆိုโอเคပေးလိုက်မယ်ဒါဆိုရှယ်တော့ဒီမှာ50မှာ50ဒီ total ဒီ rule 50မှာရောက်နေတာကိုတွေ့ရပါလိမ့်မယ်ပြန်ပြီးတော့ဖြုတ်ရှင်နေဆိုရင်တော့ဒီ reset တွေပဲကိုနှဲ့ရင်ရသလို today data ကိုဖြတ်ရှင်နေဆိုရင်တော့ remove duplicate ကိုနှဲ့ရင်လည်းရတယ်နော် remove duplicate ကိုနှဲ့လိုက်ပြန်ရှယ်တော့ဒီထဲမှာ အဲပါရှိမလဲအဲဆလတ်အောဆိုလို့ရှိရင်တော့ data အကုန်လုံးကိုဆလတ်မှတ်တာအဲအန်ဆလတ်အောဆိုတော့မိမိလိုချင်တဲ့ data ကိုဆလတ်မှတ်တာပေါ့အဲ့တော့ data တွေအကုန်လုံးခေါင်းစဉ်နဲ့အကုန်လုံးတူမဖြတ်မယ်ဆိုလို့ရှိရင်တော့ share တို့ကဆလတ်အောလေးကိုပေးပြောမှာ okay ပေးလိုက်ပါ okay ပေးလိုက်ပါဒါဆိုရင် share တို့က29ခုဖြတ်သွားတာကိုတွေ့ရပါလိမ့်မယ်နော်အဲ့တော့ဒီနေ့က reset တွေပဲနဲ့ remove duplicate ပေါ့နော်ဒီနေ့ခုကိုမျှဝေပေးသွားတာဖြစ်ပါတယ်နောက်ထပ်နောက်ရဲ့သင်ခန်းစာမှာပြန်လည်ဆုံးဖြတ်ကြပါမရှင်